ားဝင်မင်္ဂလာပါ PN Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့တနင်္ဂနွေနေ့ညမှာကံမဲ့ Premier League ရဲ့ပွဲစဉ်6ပွဲကြုံသုံးသက်ချက်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကိုစလိုက်အောင်ဒီနေ့ညမှာပွဲစဉ်2ပွဲရှိတယ်ဗျတပွဲကတော့ Aston Villa နဲ့ Fulham နောက်တစ်ပွဲကတော့ Newcastle နဲ့ Arsenal အာတနင်္ဂနွေနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်တနင်္ဂနွေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့မလေးစံတော်ချိန်9:00မြန်မာစံတော်ချိန်9:00ခွဲအချိန်မှာကံမဲ့ Villa နဲ့ Fulham ျွန်တော်အမြင်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့ Europa မှာ Villa ကဘိုလိုညာကိုနိုင်ထားတယ်ဒါပေမဲ့ Carabao မှာကျွန်တော်တို့ Brentford ကိုရှုံးထားတယ်ဗျနောက်ပြီးတော့ Premier League 5ပွဲကစားထားတဲ့အချိန်မှာလည်းတကြီး3ပွဲနဲ့2ပွဲရှုံးထားတယ်အဲ့တော့ Emery ရဲ့ Villa ကဒီနှစ်ကအခြေအနေတိတ်မကောင်းဘူးဗျပြောမှာဆိုလူတွေနားနေတာလည်းပိုင်ပါမှာပေါ့အခြေအနေတိတ်မကောင်းဘူးကျွန်တော်အရင်ပြီးခဲ့တဲ့နှစ်က Villa နဲ့ဒီနှစ် Villa ကအရင်ကွာနေတယ်လို့ခန်းစားနေရတယ်အဲနောက်ပြီးတော့ Fulham Fulham ကတော့မဆိုးဘူးဗျ နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေကိုအနိုင်ယူထားတယ်။ပရီးမီးယားလိမှာ၅ပွဲကစားထားမှာ၂ပွဲတည်ရီ၂ပွဲနိုင်၂ပွဲရှုံးထားတယ်။အဲရှုံးတာလဲချက်စီယိုဆိုတော့ဒါပြောပါလောက်ဆရာတော့မရှိဘူးဗျ။အဲမာကိုဆေးဗားရဲ့ဖူဟန်ကကစားပုံကောင်းတယ်။ဒီပြလည်းအရေးသေးရှိတယ်ဗျ။ကစားပုံကလည်းချစ်လက်တယ်။ဒီနှစ်လူသိမ့်ငွေထားလို့ဆိုပေမဲ့သူတို့လုံရည်ကန်ရတော့ရှိတယ်ဗျ။အဲ့တော့ဗီလာကတော့ဒီနှစ်မှာ roof ပြီးွားလို့ရှိရင်တော့အခြားဆုံးလို့ပြောလို့ရတယ်။ပရီးမီးယားလိမှာရှိနေပြီးတော့ခြားတဲ့အသင်းလို့ပြောလို့ရတယ်။ကျွန်တော်စိတ်ထင်တော့ PFA ရဲ့ rule တွေချောက်ပဲဗီလာ တိုင်ပတ်နေတာလို့ဖြစ်နိုင်တယ်။ဗီလာကကစားသမားကောင်းတွေကရှိနေတယ်။ဥပမာဂျေဒန်ဆန်ချိုတို့နောက်ပြီးတော့ဟာဗီယာအယ်လီယော့စ်တို့ရှိတယ်။ကစားသမားကောင်းတွေရှိတယ်။ဒါပေမဲ့ဗီလာကရှိပါလျက်နဲ့ကိုတိုင်ပတ်နေတာ။အဲကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပုံစံကောင်းရနေတဲ့ဖူဟမ်ပဲအနိုင်ရသွားမယ်လို့တော့ထင်တယ်။ဗီလာအိမ်ကွင်းမှာဆိုတော့ဖူဟမ်ပဲနိုင်မယ်လို့ထင်တယ်။ကျွန်တော်တို့ဒီဗီလာဗီလာမှာကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ထေလမန်တို့အိုနာနာတို့တိုင်ရရနေတယ်။အဲ့လိုတိုင်ရရနေတော့သူကွင်းလေကလုံးဝတည်သွားတယ်လို့ဖြစ်နေတာအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တို့ ဖူဟန်ကိုတော့မနိုင်တော့ဘူးဗျဖူဟန်ပဲနိုင်သွားလိမ့်မယ်ကျွန်တော်စိတ်တင်1 2ဒါမှမဟုတ်ရင်1 1နိုင်နဲ့တည်အဲ့လောက်ပဲကျွန်တော်ခမ်းမန်းနေနော်အဲ့လောက်ပဲကျွန်တော်ခမ်းမန်းနေနောက်ဆုံးပွဲစဉ်အနေနဲ့နယူကာဆယ်နဲ့အာဆင်နယ်ဒီပွဲကမလေးဆန်တော်ကြီးည7နိုင်ခွဲမှာကံမယ်မြန်မာဆန်တော်ကြီး7နိုင်ကြီးမှာကံမဲ့ပွဲဖြစ်တယ်ဒီပွဲကကြည့်လို့ကောင်းမှာဖြစ်တယ်အကျိနဲ့လည်းရှိပဲနယူကာဆယ်ကလည်းကစားသမားအစ်စ်သူတို့နယူကာဆယ်သူတို့ခေါ်ထားတဲ့ကစားသမားအစ်စ်ဖြစ်တဲ့ဘရန်ဖို့ရဲ့တိုက်စင်မှုဝစ်စာကတန်ရာရနေတယ် ဒါပေမဲ့တိတ်ပြဿနာမရှိဘူးသူတို့စတုကတ်ကနေပြန်ခေါ်ထားတဲ့ဝါဒမန်တန်ရှိတယ်အဲ့တော့အလောက်တိပြဿနာမရှိဘူးအန်တိုနီဂေါ်ဒန်ပြန်လာမယ်အဲ့တော့ညူကာဆယ်ကလည်းပရီးမီးယားလီ၅ဘွဲကစားတာမှာတပွဲနိုင်တပွဲရှုံး၃ဘွဲတည်ကြထားတယ်သူတို့ရှုံးထားတဲ့ဘွဲကလည်းလီဗာပူးကိုဆိုတော့တိတ်တော့ပြဿနာမရှိဘူးချန်ပီယံလိမာလည်းသူတို့ဘာကာကိုပဲရှုံးထားတာဒါပေမဲ့ကစားပုံမှာကောင်းတယ်သူတို့အီးဆက်မရှိတော့ဂိုးသွင်းနိုင်မှုနှုံနှဲနှဲလေးရော့ကျသွားတယ်လို့ကျွန်တော်မြင်မိတယ်အာဆင်နယ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အာကြီးကနာနေတာကအူဒီကရှိတယ်ဂျေဆုရှိတယ်ဟာဘက်ရှိတယ် နောက်ပြီးတော့ဂျားထဲမှာမာလူကီနာပါတယ်အဲ့တော့အာကြီးအနေနဲ့ကပြဿနာတော့မရှိဘူးဒီကစားသမားတွေနေရာမှာအစားတူကစားနိုင်တဲ့ကစားသမားတွေရှိတယ်စာခါလည်းပြန်လာပြီအဲ့တော့ပြဿနာတော့အများကြီးမရှိဘူးအာကြီးကဘောလုံးကိုထိန်းချုပ်ပြီးတော့အဓိကဆော့ဆော့မှာအဲ့တော့ဘောလုံးကိုတော့အာကြီးကကောင်းကောင်းသူ့ကစားသမားအစ်စ်တွေရောအဟောင်းတွေရောထိန်းချုပ်ပြီးကစားနိုင်တယ်အဲ့တော့အာကြီးကိုဒီနှစ်အားရတဲ့ထဲမှာအာကြီးကပွဲထွက်လူစင်းနေမဟုတ်ပဲနဲ့အရင်မှာတောက်တင်းလာတာဦးတော့ဒီနှစ်အာကြီးအားရဖို့အရင်ကောင်းတယ်အာကြီးကပရီးမီယာလိ၅ပွဲကစားတာမှာတပွဲရှုံးတပွဲတည်သုံးပွဲနိုင် တည်ကြထားတော့မက်ဆီလီကိုတည်ကြထားတယ်လောလောလတ်လတ်ပဲလီဗာပူးကိုတော့ဝမ်းစီနဲ့ရှုံထားတယ်ဒါလဲဆော်ဘော့စလိုက်ရဲ့တကယ်ကိုကောင်းတဲ့ free kick ကြောက်ပဲရှုံသွားတာအဲ့ဒီပွဲတုန်းကလည်းအာကြီးကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတည်ရည်လို့ပဲကျွန်တော်မြင်မိတယ်ဘာလို့လဲဆိုတော့ယူကာဆယ်ရဲ့အင်ကွင်းမှာတော့ကံပဲဆိုရင်အာကြီးအတွက်မလွယ်ကူဘူးယူကာဆယ်ကအင်ကွင်းမှာကြိုးတဲ့အတင်းဖြစ်တယ်လို့ဂေါ်ဒန်လို့လည်းပြန်လာပြီးနောက်ပြီးတော့သူတို့ရဲ့ယူကာဆယ်ရဲ့ကစားပုံကလည်းကောင်တာအတွက်ကောင်းကောင်းဆွနိုင်တယ် အဲ့တော့ Gordon တို့ Liberman တို့နဲ့ AI ကိုကောင်းကောင်း pressure ပေးနိုင်တယ်။ AI မှာတော့ Saka တို့ဘာလို့ပြန်လာပြီ။နောက်ပြီးတော့ SZ တို့ဘာလို့ကလည်းခြေဆွမ်းပြနေတယ်။ Rice ကတော့ AI မှာတကယ်ကောင်းတဲ့ကစားသမားပဲ။နောက်ပြီးတော့ Saliba လည်းပြန်လာပြီ။တက်တန်းမှာထပ်တိုးလိုက်ပြီ။နောက်အပြင်နောက်ပြီးတော့ Gordon Raya လည်းကောင်းတယ်။ Yo Crack ကလည်းပြောရမယ်ဆိုလို့ရှိရင်အထိုက်လျောက်ခြေစွမ်းပြတယ်လို့ပြောလို့ရတယ်အရင်ကြီးတော့မပြသေးဘူးဒါပေမဲ့တိုက်စစ်မှုတယောက်မှာရှီတင်ရှီထိုက်တဲ့အနေထားရှိတယ်အဲ့တော့အာကြီးကိုတော့ဒီနှစ်ကတော့အာကြီးကိုတော့ကျွန်တော်အမြင် အလားတလုံးတလုံးကိုများလက်လန်းနိုင်မယ်လို့တော့မြင်မိတယ်။ဒါပေမဲ့လွယ်ကူနေမှာတော့မဟုတ်ဘူး။တခြားအတင်းကြီးအတင်းကောင်းတွေအများကြီးရှိနေတဲ့အတွက်အာကြီးဒီထက်ပိုပြီးစူးစမ်းရလိမ့်မယ်။အင်းဒီပွဲမှာတော့အာကြီးနိုင်သွားရင်တော့အာကြီးအတွက်ကပိုပြီးတော့ moment နဲ့ကောင်းပါမယ်။အာကြီးကတော့ကျွန်တော်အမြင်ကတော့မနိုင်နိုင်ဘူးလို့တော့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ Newcastle ကိုရှော့တော့လို့မရတဲ့အတင်း Eddie Howe ရဲ့အတင်းကတကယ်ကိုမှအဲချစ်ချစ်လေးလေးရှိတယ်။အဲ့တော့ ID ဟောင်းကလည်းလုံးလုံးရီကိုင်ရှိတယ်မိပြဆိုတော့ကျွန်တော်အမြင်ကတော့တည်ကြသွားမယ်ထင်တယ်စီစီဒါမှမဟုတ်ဝမ်ဝမ်ဒါမှမဟုတ်ဝမ်စီလောက်နဲ့ တသင်းသင်းကကတ်နိုင်သွားမယ်လို့မြင်မိတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုသဘောကျတယ်ဆိုရင်လို့ရှိရင် like subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါတယ်မကြိုက်တာရှိရင်လည်း comment မှာမှန်ခဲ့ပေးဖို့ပြောကြလို့ပါတယ်ပြန်တွေ့ကြတော့